အားကောင်းသောလေဖိအားနည်းရဝန်အခြေအနေ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့မြန်မာစံတော်ချိန်မွန်းတက်7နာရီအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်နနက်10နာရီခွဲအချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လေအော်အနောက်အလဲပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရဝန်သည်ပုံမူအားကောင်းလာကအားကောင်းသောလေဖိအားနည်းရဝန်အဖြစ်သို့ရောက်ရှိခဲ့ပါသည်အဆိုပါအားကောင်းသောလေဖိအားနည်းရဝန်သည် အနောက်မြောက်ဘက်သို့ရွှေ့ရှားနိုင်ပြီးဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်ရင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင်အော်တိုဘာလ2ရက်နေ့၌မုန်တိုင်းငယ်ဖြစ်သို့ပုံမအားကောင်းလာနိုင်ကအော်တိုဘာ3ရက်နေ့တွင်အိန္ဒိယနိုင်ငံအိုရိတပြည်နယ်တောင်ပိုင်းအင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကိုဖြစ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်။ယနေ့ညနေအထိခန့်မှန်းချက် ချင်းပြည်နယ်တွင် နေရာကျဲကျဲမန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးကချင်ပြည်နယ်တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်၊ရွာရင်ရာနှုံးပြည့်ဖြစ်ပါသည်၊မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအေယော်ရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေကြရာ နေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးတစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စည်းလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည် နောက်နှစ်ရက်အတွက်ခံမှန်းချက်မြို့ဝကျုံပေါ်ဒေသများတွင်ခေချုံးမိအခြေအနေများဆက်လက်ဖြစ်ပေါ်နေပြီးနေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်မိုးတစ်ကြိမ်နှစ်ကြိမ်ခေချုံးရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်မိုးတစ်ကြိမ်နှစ်ကြိမ်ခေချုံးရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီ ရွာရင်ရာနှုံးပြည့်ဖြစ်ပါသည်